Gandhi from Kenya with a painful back, and Lady Anna from Namibia with a painful lower back for 10 years and headache. Come on, baby. Ah, in the mighty name of Jesus Christ. Devil, lose your grip. Pick up now. Zero. Hmm. ပရောဖက်ကခန္ဒီရှိကူဒီအမျိုးသမီးကရောက်နေတာဖြစ်ပါတယ် <laughs> တမရဲ့ခါနာတာစနစ်ရှိတော့ပြီဖြစ်ပါတယ်။ကောင်းကင်နေတာလည်းကြာပြီဖြစ်ပါတယ်။ဆိုတော့ဒီခါနာစေတဲ့နတ်ဆူကောင်းကင်စေတဲ့နတ်ဆူကိုပရိုဖက်ကယေရှုနာမနဲ့နင်ထုတ်ပေးတာဖြစ်ပါတယ်။ဒီနတ်ဆူကိုနင်ထုတ်ပြတဲ့နောက်မှာဒီမြို့တမီဟာနတ်ဆူလက်ထက်ကလွမြောက်ပြီးကျမ်းမာလာတာကိုတွေ့ရတာဖြစ်ပါတယ်။ ဆိုတော့ရှင်ရောင်းအခန်းကြီးတစ်ဆယ်ငယ်တစ်ဆယ်မှာမနတ်ဒီခူးချင်းတတ်ချင်းဖြစ်စခြင်းကလာတယ်လို့ယေရှုပြောတာလူတွေကဒီခေတ်ကာလမှာနားလည်ရမယ့်အချင်းရောက်ပြီဖြစ်ပါတယ်။နော်ဆိုတော့ဒီအမြင့်တမိရှမှာဝင်လာတဲ့နတ်ဆိုကဘဲကနဲ့လာတာလဲဆိုလို့ရှိရင်အချစ်ရဲကနဲ့လာတဲ့နတ်ဆိုဖြစ်ပါတယ်။ဒါကြောင့် online မှာရှိတဲ့သူတွေလည်းပဲအချစ်ရဲကနဲ့နတ်ဆိုတွေဝင်ပြီးမှဒုက္ခမရောက်လည်းရလည်းအောင် ဝိညာဉ်ဗဟုသုတတူနိုင်ရန်အတွက်ဒီဗီဒီယိုဖိုင်ကိုပါတာပြန်တင်ပေးတာဖြစ်ပါတယ် This is Mugendi from Kenya, the painful back. A lady Anna from Namibia with a painful lower back for Namibia, nanga kala na oh, pili. Kala beba, abia bumuna so, ata achara ba. Yesu nama oh, bunchi ba se. Yesu kito nama ku chare kama na suha. Oh, Kulu asyong be tokwa tora pibare. The issue of the short man you didn't like. ုကသူမပြဿနာပဲကလာတယ်ဆိုတော့ prophet ပြောတာဖြစ်ပါတယ်နေဟာအဲ့အဲ့ဒီအဲ့ပူပူနဲ့အမျိုးသားကိုနေမချစ်ဘူးလို့ပြောပါတယ် I'm is JJ Anna and I'm from Namibia the prophet သူမကအနာပါနမီးဘီးယားနိုင်ငံကလာတာပါ It is true prophet ပြောတယ်ကျမအဲ့ပူပူနဲ့ယောက်ျားကိုမချစ်ဘူးဆိုတာမှန်ပါတယ် In uh, 2013 a short man approached me 2013ခုနှစ်မှာအရက်ပူပူနဲ့ယောက်ျားကကျမရှိကိုရီစားစကားလာပြောပါတယ် and i did not like him i i did not like him အဲ့ဒီအရက်ပူပူငပူကျမမကြိုက်ပါဘူး rejected him but in 2017 16 he came back and အမေ2016 19မှာရကြတော့အဲ့ဒီအမျိုးသားကျမရှိနောက်တစ်ခါပြန်လာပါတယ် ဆိုတော့ဟိုတစ်ခေါက်တော့မကြိုက်ဘူးလို့ပြောပြီးတော့ကို16 2016 19မှာကျမတခါသူ့မကိုပြန်လာလိုက်တာဖြစ်တယ် dated ဒီတစ်ခါကျတော့အဲ့ဒီတယောက်နဲ့တွဲဖြစ်ပါတယ် in 2018 this man came to meet my parents so we did an introduction and 2018မှာကျတဲ့ခါကျတော့ဒီအမျိုးသမီးအဒီအမျိုးသားကကျမမိဘစီမှာကျမကိုလာတောင်းပါတယ် relationship was going well အာသူတို့နေရာအဆင်ပြေပါတယ် until in 2021 when i found out that he had a 10 year old baby with another woman what တော်မဲ2018မှာအတူတူစနေပြီးမှ2021ကိုရောက်တဲ့ခါကျတော့အဲ့ဒီအရက်ပူတဲ့ယောက်ျားဟာစနစ်တမီအဲစနစ်အရွယ်ရှိတဲ့တမီတယောက်ကိုတခြားမိန်းမနဲ့ရထားပြီး ကလေးမွေးထားတယ်ဆိုတော့ကျမတိထားပါတယ်တိလိုက်ပါတယ် in a relationship with me and there was a woman that was 2 weeks pregnant for him နောက်ဘာသာတွေ့လဲဆိုတော့အမျိုးသမီးတယောက် ਨੇ ကျမယောက်ျားနေပြီးမှကိုဝင်နလအာ2 weeks ဆိုကိုဝင်နပတ်ရှိတာကိုလည်းကျမတိသွားပါတယ်ဆိုတော့ဒါကချစ်သူရှိကယူလာတဲ့နှဆူဖြစ်ပါတယ် ပြဿနာဖြစ်တယ်လို့ပြဿနာကနေနတ်စုကဝင်လာတဲ့အခါမှာခါနာတာခေါင်းကြိုက်တာဒီပြဿနာကကြုံလာရတာဖြစ်ပါတယ် Oh ever since then the relationship was bad အဲအဲ့ဒါသူမတီးသွားတဲ့နောက်အချိန်ကစပြီးအင်ထောင်ရဲကအဆင်မပြေတော့ပါဘူး We broke up but we broke up ငါတို့ကွဲသွားကြပါတယ် Ever since then I have been experiencing headache အဲကွဲသွားတာကအရေးမကြီးဘူးအဲ့ဒီချိန်ကစပြီးကျမကခေါင်းကိုက်တဲ့ဝေဒနာခံစားရပါတယ် back pain back pain ခန္ဓာစပြီးမှခံစားရပါတယ်ဆိုတော့အဲ့ဒီဝေဒနာဘုသူကနှက်ဆူကယူလာတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီအိမ်ထောင်ရေးပြဿနာဝင်တဲ့အချိန်မှာတိတ်တချာချာဝိညာဉ်သဘောနဲ့မကင်တွယ်လို့နှက်ဆူကဝင်ခွင့်ရတာဖြစ်ပါတယ် let me to be depressed in 2022 2020ရောက်တဲ့အခါမှာအရန်ကိုစိတ်ဓာတ်ကြပါတယ်စိတ်ဓာတ်ကြစတဲ့နှက်စုကအနံ့ကျင့်တာဖြစ်ပါတယ် and i got over it but ever since then I အမေအရာကိုသူမစူးစမ်းပြီးမှဖျက်ဆီးခဲ့ပါတယ် have not liked this man အဲ့ဒီချင်းကစပီးအဲ့ဒီမိမပြဿနာရှိတာတည်သွားတဲ့ချင်းကစပီးဒီယောက်ကြောက်ကျွန်မမကြိုက်တော့ပါဘူး even if he comes where i am i do not like him even အခုလည်းကျမရှိတဲ့နေရာမှာမယံဖိုင်ကလာတယ်ဒါပေမဲ့ကျမမကြိုက်ပါဘူးဆိုတော့ကြိုက်တာမကြိုက်တာဆိုတာထက်တို့မခါဆယ်နှစ်ခေါင်းကြိုက်တာဆယ်နှစ်ဘယ်ကနေလာတယ်လဲအဲ့ဒီအိမ်ထောင်ရေးပြဿနာဖြစ်တဲ့အချိန်မှာဝိညာဉ်သဘောနဲ့ဘုရားသခင်ရဲ့သဘောနဲ့မဖြစ်ရှင်းတဲ့အတွက်စာရန်ကအနံ့ယူပြီးမှတို့မထက်ကိုဝင်ပြီးမှနေ့ဆယ်ချီအနံ့ချင်းချင်းခံရတာဖြစ်တယ်ဒါပေမဲ့ပရိုဖက်ရှင်ကိုလာတဲ့အခါ

friends and my family member can confirm that and i thank god for using prophet kakande to look ကျွန်တော်ဒီယောက်ျားကအခုကျမရှိကိုလာတယ်ဒါပေမဲ့ကျမသူ့ကိုမကြိုက်တော့ဘူးဆိုတော့ကျွန်တော်ကျမမြင်ပါတယ်တည်တယ်ကျမတုံငယ်ချင်းနေလည်းတည်တယ်ဒါပေမဲ့အခု prophet ကအခုလိုပြဿနာဖြေရှင်းပေးတဲ့အတွက်ဖျားတခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် to me and to deliver me from this နတ်ဆုလက်ကလွတ်မြောက်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်